ို့ညီဒီနေ့ငါတို့စေယုံကတရင်ဖတ်ပြီလားကျွန်တော်စေယုံလူနာရှင်တို့တော့စိတ်မကောင်းဖြစ်ပေမဲ့ခုလိုမျိုးဆိုရှယ်မီဒီယာပေါ်မှာ အဲ့လိုတစ်ဖက်ဆောင်းရေးတာကြီးတော့ညားတယ်လို့မထင်ဘူးလားနော်မညားတယ်လို့တော့ဘယ်ပြောလို့ရပါမလဲလူနာရှင်တွေဘက်ကလည်းလူတယောက်လုံးဆုံးရှုံးထားရတာလေဟောဆရာဒီနေ့မင်းရဲ့ဆောင်မှာဘာကိစ္စကြီးလဲ trade ထူးထူးဘာကိစ္စမှတော့မရှိပါဘူးဆရာရဲ့အခုပဲအေးခိုင်နေတဲ့ ချစ်ကိုနဲ့ခွဲစိတ်ဆောင်လူနာအကြောင်းပြောနေကြတာအဲ့ဒါဆရာသိပြီလားခွဲစိတ်ဆောင်อ่ะ อืมဘာဖြစ်တာလဲမသိဘူးဩဆရာကလေမနေ့ကခွဲစိတ်ဆောင်ကိုအူတက်ရောင်းတဲ့လူနာတယောက်ရောက်လာတယ်တဲ့အဲ့လူနာကမနေ့ကပဲဆုံးသွားတယ်လို့ပြောတယ်အဲ့ဒါလူနာဆုံးသွားတဲ့နေ့ပတ်သက်ပြီးတော့လူနာရှင်ကမကြေနပ်လို့ဆိုပြီးတော့ Facebook ပေါ်မှာတက်ရေးတာဆရာ အခုဈေးဥမှာပြဿနာကြီးရင်းနေကြရဲ့ဆရာပြီးတော့သတင်းတောက်တွေလည်းရောက်နေကြတယ်ဟုတ်လားနေပေါင်းအဲ့ case ကဘလို့ဖြစ်သွားလဲအိတ်ခိုင်အသေးသေးတိလားအိတ်ခိုင်လည်းအသေးစိတ်တော့မသိဘူးဆရာရဲ့ဒါပေမဲ့ဈေးဥအုပ်ကြီးကမနေ့ကဂျူတီကြားတဲ့ဆရာဝန်တွေကိုခေါ်တွေ့ရလို့တော့ကြားတယ်ဟွန်းလူနာကလည်းခွဲခန်းနေမှာပဲသုံးသွားရတယ်ဆရာရဲ့အော်အဲ့ဒါကြောင့် ဒါကတော့ခွဲစိတ်ပြီးဆိုတာ ਨੇ on the way death ဆိုတာဖြစ်နိုင်တာပဲဟာဒီလိုပြဿနာမျိုးကအခြားဝတ်တွေကိုမဖြစ်ဘူးလို့လည်းမပြောနိုင်ဘူး။မတော့လေနေတိုင်းခွဲကန်းဝင်နေရတာပဲ။မတော့လေခွဲစိတ်ကန်းနေဝင်တော့တတိတော့ကြည်ကြည်ထားဖို့လိုတယ်။ อืมဒီတိုင်းဆိုရင်ခွဲခန်းဝင်ရမှာတော့ကြောက်ဖို့ကောင်းနေပြီခွဲစိတ်တွေဆိုတာလည်းတခုဖြစ်သွားနိုင်တယ်လေเนาะအဲ့လိုတော့လည်းမဟုတ်ပါဘွာချစ်ကိုတွေးတယ်လို့မျိုးဆိုရင်တော့ခွဲစိတ်တယ်ဆိုတာစိတ်ရှုပ်စရာကြီးကြောက်စရာကြီးပေါ့ ခတ်တာဒီမှာခွဲစိတ်ဆောင်မှာဖြစ်တဲ့ပြဿနာမျိုးကတော့ဖြစ်လာပြီဆိုရင်အားလို့ဆရာဝန်တွေဘက်ကရက်တည်ပြီးတော့ဖြေရှင်းမိမယ်ဖွဲ့စည်းဆိုတာမရှိဘူးမနာပါဆရာကြီးနိုင်ငံသားမှာဆိုရှိတယ်အဲ့တော့ကိုဖြစ်ရင်ကိုခံမယ်အားလို့ဆရာဝန်တွေဘက်ကလူနိုင်မှတ်တမ်းကိုတိတိကျကျမှတ်ထားဖို့ကအဓိကပဲ မဲ့အဲ့လိုမှတ်ထားသည့်တိုင်အောင်ပြဿနာတစုံတရာဖြစ်လာပြီဆိုရင်အဲ့မှတ်တမ်းအတရားကြခင်တို့ဖြည့်ရှင်းပေးပါမယ်လို့အာမမခံအဲကျွန်တော်ကတော့တင်းမဲ့နှစ်မှာပဲစစ်ထဲဝင်နေသလိုဖြစ်နေပြီလားမသိဘူးလေမင်းရလေကွာအေးခံကြောက်ဖို့လဲထားပါဦးကွာမင်းကမင်းဆေးရုံမှာပဲအလုပ်လုပ်လို့အပြင်မှာပဲဆေးကန့်ဖို့မယ့် တတိဆိုတော့အငြင်းထားနေရပါပဲလေ။ဘာဖြစ်လို့လဲဆိုတော့ဆရာဝန်နဲ့လူနာကြားမှာယုံကြည်မှုတွေတဖြည်းဖြည်းလျော့လာကြပြီ။ဟဲ့ဆရာခဏနေတော့နားလည်အောင်မယ်။ဟုတ်ကဲ့ဆရာ။တခုထူရချင်းဆရာလာကောနော်။ဟုတ်ကဲ့ပါဆရာ။ကဲတော့ရှင်ကော်ဖီယူပါရနော်။ Thank you ။ ဝင်ခဲ့ပါဆရာ professor တင်မလီတာရဲ့အလုံးခေါ်ခိုင်းလိုက်လို့ဆရာသွားလိုက်မယ်နော်ဟုတ်ကဲ့ဆရာ ဒီနေ့စေးရုံကကျမတို့ကိုခေါ်တွေ့တယ်။တခြား ward က professor တွေလည်းပါတယ်။သူပြောတာတော့အကြောင်းအရာနှစ်ခုပဲ။တစ်ခုကကြတော့ surgical ward ကကိစ္စနဲ့ပတ်သက်တယ်။ Hmm အဓိကကတော့ ward တိုင်းကအမှားရွေးနေအောင်လုပ်ဖို့ရယ်အဆင့်ဆင့်တိုင်းမှာပေါ့ record ကြည့်ထားဖို့ရယ်။ကိုယ့်ရဲ့ team ကလူတွေကိုလည်းပြန်ပြီးတော့မှပြောပေးစေချင်တယ်။ medical record တွေကိုတခြားယူဖို့ကတော့ကျမတို့အရင်တည်းကအမြဲတမ်းလုပ်ပါတယ်။တချို့ဟောက်စာကျင်တဲ့ကတစ်ခါတလေမှာနည်းနည်းပါပေါ်ရတာတွေရရှိပါတယ်ရှင်။တွေ့ရရင်တော့အမြဲတမ်းသတိပေးပါတယ်။အခုလူမျိုးကိစ္စတွေဖြစ်လာပြီဆိုတော့နောက်ဆိုပို့ပြီးတော့သတိထားပေးပါမယ်ရှင်။ဟုတ်ဟုတ်ပါတယ်လေ။အဲ့ဒါလေးတွေတော့တခြားကင်တွေပေးစီခြင်းနဲ့။ဟုတ်ကဲ့။ကျွန်တော်တွေ့ရတာတခုရှိတယ်မမ။လူတွေအထင်မြင်လွဲမှားနေကြတာမျိုးပေါ့။ စေးရုံကစေးတွေအကုန်လုံးလကားပေးနေတယ်လို့လူနာတွေကထင်နေကြတယ်။အမှန်တော့ပေးလို့ရတဲ့စေးစုလဲကျွန်တော်တို့ပေးပါတယ်။မရတဲ့စေးဆိုရင်တော့လူနာတွေဘက်ကဝယ်ရတာပေါ့။ဘာမှတည်တဲ့အတိုင်းပဲစေးရင်းမြပါးစနစ်ကိုကျင့်သုံးနေရတယ်တချို့စေးဆိုရင်ကျွန်တော်အိတ်ဆိုင်ဝယ်လဲရတယ်ရှိတယ်မမရဲ့ ကျွန်တော်ဝတ်ထည်ရဟောက်စာချင်းတွေရော AS တွေရောအိတ်ဆိုင်နေကြတာဒါပေမဲ့ကျွန်တော်အဲ့လိုအမြဲလုပ်ဖို့ကြတော့အဆင်မပြေဘူးလေအဲ့ဒီခက်ခဲတွေကိုနားမလည်တဲ့လူတွေကြတော့စေးရုံကစေးရိတ်အကုန်လုံးလကားမပေးဘူးလို့အထင်မြင်လွဲမှားပြီးတော့ပြဿနာတက်လာတယ် လူနာတွေကိုအသိပညာပေးဖို့ဆိုတာတော့ကျွန်တော်လုပ်ရမယ်ကိစ္စလို့တော့မထင်ဘူးပါ။อืมဆရာပြောတာလည်းကောင်းပါတယ်။အာကျွန်မအလူကြီးတွေကိုတင်ပြလိုက်ပါမယ်။ဟိုဆရာဆာရင်းနေတာဆိုတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆရာရဲ့ဝတ္ထုထဲမှာထည့်ပြီးရေးပေးပါလား။ဟုတ်ကဲ့ကျွန်တော်ရေးလိုက်ပါမယ်တခြားရောဘာပြောလို့ရှိကြသေးလဲ ကျွန်မတော့ဈေးဝင်ဝင်နဲ့လူနာရီစီကနေပြီးတော့ပတ်စံတောင်းတဲ့ကိစ္စကိုမြင်နေဥပမာပြောရရင်ဈေးဝင်ဝင်နဲ့တချို့ဟာပေါ့နော်ကျွန်မတို့လူနာရှင်တွေစီကနေပြီးတော့လူနာတင်လှည့်တွန်းတဲ့အခါမျိုးမှာပတ်စံတောင်းတာမျိုးပေါ့အင်းအဲ့ဒီကိစ္စကတစ်ချိန်ချိန်မှာကျွန်မတို့အတွက်ပြဿနာကောင်းကောင်းဖြစ်လာနိုင်တယ်ဟုတ်အဲ့လိုကိစ္စကိုတည်င်းတက်တက်ကြားလာတော့ကြားပါပြီအလူနာတွေကျွန်မတို့ထင်လွဲနိုင်တာပေါ့ဒါတော့သတိထားပြီးတော့ခြံတွေ့ကြရမယ် အခုကအရင်နဲ့မတူတော့ဘူးဆိုတော့ကျမတို့တွေကလူနာကောင်းချိုးအတွက်လုပ်တယ်ဆိုရင်တောင်မှလူနာတွေကိုအရင်ခွင့်တောင်းပါမယ်။တခြားပြောစရာဝရှိသေးလား?မရှိတော့ပါရှင့်။ရှိတော့။ဇာကြီးတောက်လျှောက်လမ်းလျှောက်လာတော့ညောင်းနေရောပေါ့။အင်းတင်းတင်းတော့ညောင်းနေပြီ။ဒါနဲ့ဘိုက်ဆာနေပြီလား။ 阿澤，蔡主让新下細麥麥啦，上個八世會打门呢？哦，阿鲁啦。嗯，我會主嘛。嗯，我主嘛，我會啥波？哦，演文呢個要演文呢個比，演文呢個要夠死呀！屌面，你睇嚟唔？你夠喎！哎哎，快啲啊！快啲啊！快啲啊！你你你，走走走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 。 哎、oh,，没来着。哦、right? oh, no.，咋地了？搞帮下来，搞帮下来。我肚子疼呢？肚子、肚子、肚子。这啊，啊！那不响的？我没接到呢？我边我给啊，没有，我我那不响的？我那边，我那边，我那边。 Hello! Mata eh, kau ni lah. Ini, kau sini nak makan apa? Kau tu siapa lah? Kau nak ini? Nanti bila? Nak. Kamu. Ini dia, dia memang bohong. Kamu jauh. Eh, eh. Yeah! အဆင်ပြေရဲ့လားပြေဟိုသူတို့ကိုကြိုးကြောင်းကုန်ရှင်းပြထားတယ်အဆင်ပြေမှာပါอืมထားကြမလားဟုတ်ကျွန်တော်ကိုယ်ဟုတ်ဆာချီအရင်ဆိုရင်အဲ့လိုတွေ့ရထန်နေရလို့နားတော့လေစေးအောင်ဘုံဘုံပြောနေတွေ့ရအဝေးကနေမြင်တော့မူးမူးပြောမူးလာတာစာကြီးအဲ့တခေါက်ဖြစ်ဘူးလေမှာ ဟမ်အခုအပလို့တည်အောင်မဲခိုင်ပြောပြရမလားဆောက်ပါတော့ဟုတ်တယ်ဇာကြီးခွေလေးကားတိုက်တာမြင်ကလေးကဇာကြီးအခုလိုဖြစ်သွားတာဘုံဒီလေးကိုကားကြိုက်တော့အောင်ဆိုရင်တွေးရလည်းအများကြီးပဲအာနဲကေလိုက်နိုင်မှာဒါကြီးလည်းအဲ့မှာပဲမူးလဲသွားတာ Sen abi? Bir, tak öyle bir. ဒီနေ့ပြန်လာတာစောသားပဲ။ဟုတ်ဒီနေ့စီကမ်းမှာလူနာနေတယ်တဲ့။အဲ့နဲ့ကိုစောပြန်ရောက်နေ။ဟင်။အမေမတော်မှာ တခြားမေလို့ပဲ။အင်းရဲ့နေရာမှာကလေးပုံနေပဲကတ်လို့။ကြီးစမ်း။တက်ကကလေးမေဖြစ်နေပြီလေ။ရှင်လဲနော်။ကလေးဖေဖြစ်နေပြီ။ကလေးဖေနဲ့တူအောင်နေရမယ်။အိမ်ကိုစောစောပြန်လာရမယ်။ပြီးရင်မိမကိုဝိုင်းကူရမယ်။ကြားလား။ လောက်ကြည့်လို့ဇာကောင်းအော်ကိုအဲ့နဲ့လေဟိုတက်ဘိုင်ဖုံးအင်ကြီးဘလို့ချုပ်ရင်ကောင်းမလဲလို့စဉ်းစားနေရအင်းဟိုဘိုင်လေးနည်းနည်းထွက်လာတဲ့ခါကျလို့ရှင်ဘိုင်ဖုံးအင်ကြီးလေးဝယ်ပြီးတော့ဓာတ်ပုံနိုင်မလားလို့ပြီးရင်တော့ Facebook ပေါ်တင်မယ်ဆိုပါတော့ဟာတင်ရမှာပေါ့အခုတော့လေတက်ကတက်တငယ်ချင်းတွေရဲ့ဘိုင်ဖုံးအင်ကြီးနဲ့ပုံနေခလေးပုံတွေကိုပဲ like လို့ comment ပေးနေရတာဒီတစ်ခေါက်တော့တို့အလှယ်ပဲ တက်တူမိမရတယ်တဲမလွယ်ပါလားဟမ်ဒါလက်စားချင်ရမယ်ချိန်ရောက်လာပြီတက်တင်နဲ့ကလဲကြလို့ရှင်လေလိုက်မပေးကောမတ်မပေးလို့ကတော့မိရွှေတက်ရဲ့ကြောင့်ဒင်းတို့ကောင်းကောင်းကြီးသိစေရမယ်အော်ကိုအဲ့ချိန်ကျရင်တက်ကူထပ်ပေါက်နှက်လာလေရေးပြီနော်ပြေ pesar.